ဟယ်လိုချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှ Reaction လုပ်ကြမှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့သတင်းဗီဒီယိုတွေမကြည့်ခင်မှာကျွန်တော်တို့လိုရင်းတူရှင်သတင်းနှစ်ပုဒ်နဲ့ကျွန်တော်စလိုက်မယ်နော် ပထမဆုံးဒရုန်းတစ်ပုဒ်ကတော့အေဒဂေါ်မြို့အခြေဆိုင်ခမရ1300ကုန်တက်ရင်မှစစ်မှုထမ်းတပ်သား1လေးဦးတနက်နက်လက်ယူဆောင်လာပြီးအလင်းဝင်လာတယ်ဆိုတဲ့သတင်းကောင်းမှုဖြစ်ပါတယ်။အဲ့ဒါကတော့ခမရ1300ကုန်တက်ရင်မှစစ်မှုထမ်းတပ်သား1လေးဦးတနက်နက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမကွေးတိုင်းပတ်ကဖရှီလျာစစ်ကြောင်းမှတာဝန်ရှိသူကသတင်းပို့ပေါ်ထားလို့သိရပါတယ်။အလင်းဝင်လာသောစစ်မှုထမ်းတပ်သား1လေးဦးဒီ MA1 တလက် MA3 တလက်၅ 5.56G 198တောင်းတို့ကိုယူဆောင်လာခဲ့ခြင်းကြောင့်ကိုပြုစုွေချိမြင့်တောင်းဖြစ်ကြောင်းလည်းသိရပါတယ်တဲ့ အလင်းဝင်လာတဲ့သူတွေကအရင်တုန်းကပေါ်တာအဆွဲမခံရခင်တုန်းကအဆက်တွေရှိတယ်ပေါ်တာဆွဲပြီးနောက်သူဖုံးကင်နေရတဲ့အချိန်မှာလာပြီးဆက်တွေလာလို့ကျွန်တော်တို့ကနီးစတဲ့နေရာကနေချိတ်ဆက်ပြီးတွားခေါ်လာတာပါတဲ့အလင်းဝင်လာတဲ့သူ၄ဦးကပေါ်တာဆွဲခံရတာပါစစ်မှုထမ်းပတ်စင်ခွန်ကပါဂုံပြုစုငင်ကတော့ချင်းမျိုးစင်ထားတယ်လို့လည်းသိရပါတယ်နော်အဲ့တော့အခုလိုမျိုးပေါ့နော်ပါစာနဲ့ဆွဲခံရရင်လေကွန်တက်တွေကိုတီချာလေးပေါ့နော်တီချာတိတ်ပြီးမှပေါ့နော်ဖုံးဆက်ပြီးတော့ဆက်တွေ့နေဆိုရင်နော်အခုလိုမျိုးအဆင်ပြေပြေဒီ online ဖွင့်နေပို့ပေါ်နိုင်မှာဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပူလောမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်မှုလက်နက်6လက်သိမ်းဆည်းရမည်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ပူလောမြို့နယ်ပူလောကျွော်တင်းတို့ဝင်ရောက်လာတဲ့ချမ်ပတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရတယ်။အဲ့ဒီမှာချမ်ပတ်စစ်သားများထံမှ MA1 တနက်၄လက် MA3 တနက်၂လက်ခရီးရန်တချို့သိမ်းဆည်းရခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကို KNDO တရင်ခွန်၊ကရင်မျိုးသားကာကွယ်တပ်ပေါင်းစစ်ကြောင်းကတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။ ကဲလိုရီတူရှင်သတင်းတွေဖတ်လို့ပြီးမှာပေါ့နော်ကျွန်တော်တို့သတင်းပြတစ်ချက်သွားကြည့်ရအောင်နော်အဲ့တော့ဘိုးကြီးနေမျိုးစင်ကတော့တုံသက်ထားတယ်ဒီဆောင်းကမင်းအောင်လိုင်းအတွက်တောက်ဆုံးဆောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီခုချိန်မှာဆိုရင်မင်းအောင်လိုင်းရဲ့ခက်ခဲချက်တွေကတော့ဒီကြားဖြတ်နဲ့ပတ်သက်ပြီးသူ့မှာနောက်ထပ်စစ်မြင့်နေပြတစ်ခုလုံးဖြစ်လာတယ်ပေါ့အဲ့တော့မြောက်ပိုင်းရဲ့စစ်မြင့်နေပြကမရှိတော့ပြင်မဲ့လေပေါ့နော်ခုချိန်မှာဆိုရင်ဒီကြားဖြတ်စစ်မြင့်နေပြအနေနဲ့ထပ်ပြီးတိုးလာတဲ့အတွက်ဒီအရာကတော်တော်ကြီးကိုမင်းအောင်လိုင်းအတွက်မင်းအောင်လိုင်းကိုတခါလေဖြုတ်ချနိုင်တဲ့ အခြေအနေတိတောင်ရှိနေတယ်ဆိုတာကိုသုံးသပ်ပေးထားတယ်ဘွေးနေမျိုးစဉ်သုံးသပ်ချက်နားထောင်ကြအောင်နော်အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ကို9နှစ်တာကာလနီးပါလွန်စွာရက်ဆက်ကြမ်းကြုတ်ရုပ်မှပတ်ဆက်တဲ့ဇေယျလက္ခဏာတွေနဲ့ပြည်သူတရားလုံးကိုရန်သူတစ်ခွဲသဘောထားပြီးရက်ရက်ဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ဖက်စစ်ကြမ်းဖက်ဆရာစွဲကောင်ကြားဖြန့်ဂိုင်းချုပ်မင်းအောင်လှိုင်ရဲ့ဖက်စစ်တပ်ဟာအခုဆိုရင်စစ်မြေလာအတီးတီးစစ်မြေလာဆိုတဲ့နေရာမှာနိုင်ငံရေးဆက်စစ်မြေလာနော်ဒီတိုက်ပွဲမှာရင်ဆိုင်နေရတဲ့စစ်မြေလာနိုင်ငံခြားဆက်ဆံရေးစစ်မြေလာစတဲ့စစ်မြေလာအတီးတီးမှာ အလဲလဲကွဲကွဲနဲ့ကြာဆုံးနေတယ်လို့သူရဲ့ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာလည်းပဲလေအခုဆိုရင်သူတို့ပြုခဲ့တဲ့ကံပဲ့တင်တန်သူတို့ထံပြန်ရောက်လာတဲ့အနေအထားမျိုးလို့ရုရှားဆိုလည်းသူ့ရှိကိုအမေရိကန်ထုတ်ဒုံးကြီးတွေနဲ့ဒုံးမြန်တွေနဲ့တိုက်ခတ်ခံရပြီလို့တနာစပွဲကဘာကိုပေါ်နေရတယ်လို့တရုတ်ဟာဆိုရင်လည်းပဲသူရဲ့ဝူဟန်ဗိုင်းရပ်စ်ပြီးတဲ့နောက်ကဘာကြီးကိုမြင့်ရှိပလန်နဲ့လိုအပ်တယ်လို့နိုင်ငံကြီးကစားနိုင်ကိုသူ့ရဲ့စိတ်ဝင်ထိုးပေါက်နိုင်စွမ်းနဲ့ကစားနိုင်ကိုကြားပြန့်လို့ခေါ်တဲ့ online scammer လိမ့်လေလှည့်ဖြားတဲ့ဒီ yesway guy တွေကိုသူတို့ရဲ့တင်းနေကပြီးခွာအစီအစဉ်တွေနဲ့ကဘာနှက်ဖြတ်ချက်ပြီးသူသဖြင့်သူ့ရဲ့ဩဇာလက်တံဖြတ်ချက်ခြင်းတဲ့နိုင်ငံတွေမှာအခြေစိုက်ခိုင်းခဲ့တာလိုအပ်တယ်လို့စီးပွားရေးနေဆက်ရေးဟာသူ့ရဲ့ဩဇာဟာနာဖြတ်ချက်ထိုးဖောက်ဖို့ဂျိုးပန်းခဲ့တဲ့လို့ရတဲ့ဟာအခုဆိုရင်တဖြည်းဖြည်းနဲ့ yesway ဘေးပြေးမလို့ဘလို့ပဲဟန်ဆောင်ပြီးလိမ့်လေလှည့်ဖြားခဲ့ပါစေချိန်တန်ရင်မှုမှန်ပေါ်ပေါ်ဆင်းမြဲဆိုလို့ကဘာ ဖော်ထုတ်စုံစမ်းတဲ့အဖွဲ့အစည်းရဲ့အစီအကံစာတွေကဒီကြားဖြတ်လုပ်ငန်းတွေရဲ့ပင်ရင်းဟာဒီမူရစီဝါထုတ်လုပ်ပြီးတော့အမေရိကန်အပါအဝင်တစ်ကမ္ဘာလုံးကိုဖြန့်ချိနေတဲ့ပင်ရင်းဟာအာဆီယံဒေသအပါအဝင်ကမ္ဘာနိုင်ငံတတော်များများမှာအာနာရှင်တို့မဟုတ်အကြမ်းဖက်ဝါဒအခြေပြုတဲ့ပြည်သူကိုဆန့်ကျင်ပြီးတရုတ်ဩဇာဝင်နာခံမဲ့အစိုးရတွေပေါ်ပေါက်လာဖို့ကြိုးပမ်းနေတဲ့လက်တွေဟာဘာလို့ဖြစ်တယ်လဲဆိုတာကိုအခုဒီအပိုင်းတင်းတင်းကြပ်ကြပ်ဖြန့်ထွက်လာတဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာကြည့်ရှုရင်ကျွန်တော်တို့အားလုံးသိရှိမှာဖြစ်ပါတယ်အခုဆိုရင် အမေရိကန်ဆွေရက scam strike force ဆိုပြီးတော့တရားဝင်ကြီးညာပြီးဘယ်နေ့မှဘာလို့လုပ်မလဲဘလူးမှကြုံမသိနိုင်လောက်အောင်အမေရိကန်ရဲ့ထုံးစံအတိုင်းဘာမှတိတ်ပူပူဆာဆာမပြောဘူးပြက်ပြက်သားသားတိတိကျကျလုတ်တက်တဲ့စီရင်အင်အားကြီးဆွမ်းပကကြောင့်အခုဆိုရင်ဖက်ဆက်ချဖက်တက်ကအမြဲတမ်းလိန်ညာပြောနေတတ်တဲ့ main online ရဲ့လက်သုံးတော်ကြီးဇော်မဲလို့ဇော်မင်းထွန်းဇော်မင်းထွန်းဆိုကျွန်တော်နဲ့စစ်တဲ့ကတူမှာ border out တက်ခဲ့ပြီးလူပါနော်ဇော်မင်းထွန်းကိုတိုင်အခုဆိုရင်ရကလူဆံပြနဲ့ထွက်ပြီး ဖုံးဖာပြောလာရအနေထားရောက်နေပြီဖြစ်တယ်။မင်း online ကိုယ်တိုင်လည်းပဲဖန်အထိကတော့ကမြောပြေးသွားပြီးတော့ BGF ထဲကိုအပါဝင်ကျန်တဲ့တက်ဖွဲ့တွေကိုသူ့ရဲ့လက်သုံးလုတ်ခဲ့ပြီးတော့ခိုင်းစီကံဖြစ်ခဲ့တဲ့တက်ဖွဲ့တွေကိုပုတ်ထုတ်ထိုးကျွေးဖို့အတွက်အခုဆိုရင်ပက်ပက်ဆက်ဆက်ဂျိုးပန်းလာတဲ့အချိန်လည်းဖြစ်တယ်။အဲ့တော့ဆိုမင်းထောက time ကိုပုတ်ချလိုက်တဲ့အတွက်ကြောင့်ဒါဒီ scammer online ဖြတ်ဒီကြားဖြတ်ဂိုင်းတွေဟာဒီသူတို့ main online ဖက်စစ်အုပ်စုရဲ့အဲဒီလုတ်ရမဟုတ်ပါဘူး time ဘက်ကသာ99.5%ဖြင့် time ကိုလုံးဝပုတ်ချ ထိုးကျွေးလိုက်တဲ့အချိန်မှာထိုင်းကတပွဲဥယူပြီးတော့သူတို့ချိန်မှာဖမ်းဆီးရမိတဲ့ဆော့ရှစ်သူရဲ့ခေါင်းငယ်ဖခင်ကြီးနော်တီရကူရဲ့မဟာမိတ်တကာကြီးမင်းအွန်လိုင်းရဲ့ဆက်လက်နေပစ္စည်းဝယ်ယူဖို့အတွက်အမားကန်ထောက်ပို့နေတဲ့ထောက်ပို့ကြီးဒီရှီချင်းချင်းရှီချင်းချင်းကိုနော်ဒီအွန်လိုင်းစကမ်မာခိုင်းချုပ်ကြီးကိုတရုတ်ကအစောတလင်လွှဲပြောင်းပေးအပ်လိုက်ပြီးတော့ထိုင်းကတကွက်လက်ဥမှုယူထားတဲ့အချိန်မှာအခုမှထိုင်းကလုတ်ပါတယ်လို့ထပြောပြီးတော့ BB ပိုက်တာထာနဲ့ အဆောက်အုံတွေကိုဖောက်ခွဲပြီးဒီကြားဖြတ်လုပ်ငန်းကြီးကိုနှိမ့်နှင်းနေပါပြီဆိုတော့တရောတော်ပါဂမူးယူထိုးအယူပင်တရေဟိုရင်းပြုတဲ့ပုံစံနေနဲ့အခုမှကြောက်ချီးပန်းတာလူမတိအောင်ဖုံးဖိတဲ့ဟန်နဲ့မင်းအွန်လိုင်းအုပ်စုအင်မတန်ကြာများနေတဲ့အချိန်မှာပဲမောတော် KNU နဲ့မဟာမိတ်တပ်တွေကတိမ့်လိုက်တယ်ရခိုင်ဘက်ကဆိုရင်လည်းပဲမျောမျောတင်းတင်းကြေညာချက်ထုတ်ပြန်လိုက်ပြီးတော့အရခတ်တတော်တချို့ခေါင်းဆောင်တွေကလက်ရှိအရခပြည်အပါအဝင်မြန်မာပြည်ကိုဘုံကျဲနေတဲ့ ဖက်စင်မင်းအွန်လိုင်းတက်ကိုတရုတ်ကဆက်လက်ထောက်ပံ့နေမယ်ဆိုရင်မြန်မာပြည်ကားလေကပိုက်လိုင်းကြီးတွေကအလှကြီးစရာမဟုတ်ဘူးဆိုတဲ့ message တရုတ်ဆိုရရရှိသွားပြီးအခုဆိုရင်အပြင်းထန်စဉ်းစားနေကြတဲ့အချိန်မင်းအွန်လိုင်းရဲ့လေကြောင်းကစိုးမိုးပြီးရဲဆက်ဆက်ပြည်သူတွေကိုစိုးစိုးဝါးဘုံကျဲနေတဲ့အနေအထားဒီပေါ်မှာတရုတ်ဖက်ကမကြခင်မှာတခုတစုံထင်းညစ်တို့မဟုတ်ကန့်တမှုပြုလာတော့မယ်အနေအထားဒါတွေဟာလေကြောင်းကဲတမ်းမှုတခုတည်းနဲ့ပဲမြန်မာပြည်သူတရားလုံးကိုနိုင်ကျင့်ဗိုလ်ကျနေတဲ့ဖက်စင်မင်းအွန်လိုင်းရဲ့နောက်ဆုံးနေဆွဲများကိုရောက်ရှိနေပြီဆိုတဲ့ပြသလာတဲ့လက္ခဏာဖြစ်ပါတယ်အဲတော့ ကျွန်တော်တို့ပြည်သူတရားလုံးရဲ့မစုံမလင်းတော့ဇွဲလုံးလာသူတစ်ဖြင့်ဒေါ်လာရေးတပ်ဖွဲ့အသီးသီးထဲမှာအသက်ခံတာဘဝအားလုံးကိုပို့အပ်ပြီးပါဝင်တိုက်ပွဲဝင်နေကြတယ်သူရဲကောင်းအသီးသီးတို့ရဲ့ပေးဆက်ဆွလုံးမှုအခုချိန်ထိခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုတောက်ခံရုန်းကန်ရင်းဆိုင်အန်ကျိတ်ပြီးတော့ရအောင်ဇွဲနေပဲနဲ့ဖြတ်ကျော်မယ်ဆိုတဲ့တမူးတသားတပ်ဖို့အသီးသီးရဲ့တိုင်းပြည်နဲ့အနာဂတ်ပေါ်မှာထားရှိမြောင်းမန်းသောယုံကြည်ချက်ဒါတွေကြောင့်ကျွန်တော်တို့တွေရဲ့အောင်ပွဲဟာမနေ့ကတည်းကဆိုင်ဒီနေ့ဤကလာတို့မနေ့ပြန်ဆိုရလဲလုံးဝသေချာလာတဲ့အနေအထားမျိုးတွေရှိပါတယ် ဒါကြောင့်မို့ကျွန်တော်ပြည်သူတရားလုံးအနေနဲ့အခုလက်ရှိနောက်ဆုံးဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာကျွန်တော်တို့အားလုံးရဲ့ပြည်တော်သူသားအားလုံးရဲ့စူးစီးညီညွတ်မှုကြားလာတဲ့အသီးပွင့်ဖြစ်တယ်လို့ပိုပြီးမြန်လာမလားဒီတိုင်းမဲ့အချိန်ဟာဖေးဖေးတွင်းတွင်းနဲ့ကြံ့ကြံ့နေဦးမလားဆိုတဲ့အခြေအနေအားလည်းပဲကျွန်တော်တို့နိုင်ငံသားဒေါ်လိုင်းကောင်းဆောင်တီတီနိုင်ငံကောင်းဆောင်တီတီအစုဖွဲ့အသင်းပင်အသီးသီးရဲ့ဦးဆောင်သူပါဝင်သူအသီးသီးတို့ရဲ့ပေါင်းဆက်စူးစီးညီညွတ်တဲ့တင်းနှင်းကပြည်ဟာတွေနဲ့နိုင်ငံတည်တစ်ခု stability တိစောက်ကြဖို့ရည်မှန်းပြုစုတဲ့ လုံလဝရိယအားဆိုင်မှုကိုနိုင်ငံတကာကဘလောက်အတိမတ်ပြုအာယုံဆိုင်ပလဲဆိုတဲ့ပုံမူတည်ပြီးနှီးချင်းမြန်ချင်းအောင်ပွဲအောင်လံထူခွင့်အခွင့်အရေးနှီးချင်းမြန်ချင်းပေါ်ပေါက်လာမှာဖြစ်ပါတယ်။အဲကြောင့်ပြည်သူတရားလုံးအနေနဲ့ဇွဲလုံလမလျှော့ပဲနဲ့ကျွန်တော်တို့တောက်ခံရုံးခံကြရပါလိမ့်မယ်။ဒီချိန်မှာဖက်စစ်အကြမ်းဖက်တွေရဲ့အရမအုပ်ချုပ်မှုအောက်မှာရောက်နေကြတဲ့ပြည်သူတွေလည်းပဲကျွန်တော်တို့အနေနဲ့စိတ်ကွန်အားပေးပါတယ်။လူကြီးမင်းတို့အနေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေပင်မှာဝဲနေတဲ့ဓားကိုကြောက်လန့်လို့ဖြစ်စေ ကြောက်ရွံ့ခြင်းမှာပြပြားနေအောင်နှင်းများစွာဖိထားခံရလို့မယုံတာဝန်နဲ့အနေထားကြောက်ဖြစ်စီငကူဗီဇစီးရဲကြောက်ပဲရောင်ရဲလွယ်ပြီးကျုံလာသမျှဘဝကံမှာပဲဆိုပြီးပော့ပော့နေတတ်တဲ့ဒလိကြောက်ပဲလို့ဆိုစီကျွန်တော်တို့အားလုံးဟာနိုင်ငံသားတွေဖြစ်တဲ့ကောင်းတူစုဖက်ရင်ဆိုင်ဖြတ်ကျော်ကြရမယ်တူတုံစင်းမိသားစုဝင်တွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်တော်ပြည်သူတွေမြမပြည်ကြီးကိုလွတ်လပ်စေလိုတဲ့စိတ်နဲ့ကြိုးစားနေတော့လူတွေရဲ့မျှော်မှန်းချက်ဟာတနင်္ဂနွေလုံးပြည်သူတရားလုံးလွတ်လပ်ဘေးကင်းလုံခြုံ ဖို့ပျော်ရွှင်ရဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖက်စစ်ဂျမ်ဖက်တီရဲ့အောက်မှာရောက်နေကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ခွန်အားလည်းပေးပါတယ်။နှိုးဆော်စကားလည်းပြောချင်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်အတော်တည်းမှာအချိန်အကြောင်းမျိုးမျိုးကြောင့်ငုံခံခဲ့ရပြီဖြစ်စေတုတ်ပြန်မှုတွေအခွင့်မရခဲ့ပြီဖြစ်စေစစ်ကောင်စီလို့ခေါ်တဲ့စကားစားဖက်ကတောင်းဆုံနဲ့စောင့်ကြည့်တဲ့ CCTV ကင်မရာတွေနဲ့ရက်စက်ကြမ်းကြုတ်တဲ့လက်ပါစီလူမိုက်တွေနဲ့အင်မတန်မှဆိုးွားတဲ့အကျဉ်းထောင်းနဲ့အင်မတန်မှကောက်ကျစ်ပတ်ဆက်တဲ့ရဲနဲ့ ဒါတွေနဲ့ပတ်ပတ်လေထိညှိထားလို့မလို့တာမလွန့်တာရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ဒီကနေ့ရေဆွဲတွေဟာလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့လလွန်ခဲ့တဲ့အချိန်နေနဲ့လုံးဝကွဲလဲနေပြီဆိုတာကိုတော့မြန်မာပြည်သူတရားလုံးသူတို့ဖြင့်ဖက်စစ်တရဲ့လက်အောက်မှာဘလို့ဆက်ပြီးရုန်းကန်ရမလဲတော်လိုင်းကြီးမှာငါတောင်းဝင်ကြလာလိုက်ဒီနေ့ငါဘလို့ပါဝင်ကြည်ပြုံဖို့လုံမလဲလို့တွေးထားတဲ့ပြည်သူတရားလုံးကိုဒီကနေ့ကတော့ကျွန်တော်အားလုံးအတူတူတက်ညီလိုက်ရင်ရုန်းကန်ရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဘလို့ရုန်းကန်မလဲကြလာတဲ့တောင်းဝင်ပေါ့ အခုအတူရောင်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲ sham election ဖြစ်ဖို့လုံးစွာဆိတ်စော်ပူးပေါင်းနေတော့လူတွေထဲမှာမိမိတူးချင်းစီမပါဖို့ဘူးပြပါမိမိဆွေမျိုးသားချင်းမိမိမိတ်ဆွေတွေကမပါဖို့တိုက်တွန်းမှာလို့ဆိုပါဘလူနီးနဲ့ဖြစ်ဖြစ်မိမိမှာညှဉ်းဆန်ပိုင်ခွင့်ရှိတယ်ဆိုတော့အတိကိုလက်ခံပြီးတော့ပထမဆုံးဖက်စစ်အုပ်စုရဲ့ဘာလုပ်လို့မပူးပေါင်းဖို့ရသမျှစ조사ခြင်းဖြစ်နောက်ဆုံးဖြစ်ပေါ်လာတဲ့တာဝန်တွေကိုဝင်ရောက်ကြည့်တယ်မှာဒုတိယအဆင့်အခု scammer လို့ခေါ်တဲ့ online ကြားပြန်ရာဇဝတ်ခိုင်းတာတွေကို ဖမ်းဆီးဖို့မြေပုံမှာအမေရိကန်ကဆင်းပြတာတဲ့ထဲမှာငဲဆက်တွေတင်မဟုတ်ပါဘူးရန်ကုန်မြို့လည်းပါပါတယ်အဲ့တော့ဘာလုပ်ရမလဲဘာတွေဖြစ်လာမလဲမြန်မာပြည်သူအထူးသဖြင့်ရန်ကုန်နေလူတို့အနေနဲ့အဆင်ပြေရှိနေကြဖို့လိုပါတယ်ပြီးကြတယ်အခြေအနေဒီအချင်းခါတွေကအခွင့်ကောင်းဖြစ်ရောက်ရှိလာပြီဖြစ်တယ်အဲ့တော့ကြုံကြိုက်လာတဲ့အချိန်မှာအင်းနဲ့အားနဲ့ထိုးဆိုင်နိုင်ဖို့မိမိတို့ရဲ့လက်မောင်းတွေတန်းအောင်ပြင်ထားပါမိမိတို့ဆောင်းဓားတွေထည့်အောင်တွေးထားပါမိမိတို့ပတ်လည်မှာရတဲ့မြတ်ဖက်စစ်အာနာရှင်စနစ်နဲ့ပတ်သက်တဲ့ရန်နေရာတွေကို ဖေရှားတန့်စင်ရှင်းလင်းနိုင်ဖို့တည်င်းချက်လက်အားလုံးစုဆောင်းထားပါအေးအရေးကြီးဆုံးကတော့တိုင်းပြည်ကိုပြန်လည်ထူထောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပိုင်အဆောက်အုံတွေမပြည့်စည်စီပဲနဲ့ဒီအဆောက်အုံတွေပေါ်မှာအခမ်းအနားတက်နေပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့လူပုဂ္ဂိုလ်နဲ့အဝင်ဝိုင်း network တွေကိုပဲအမြန်ဆုံးကျွန်တော်တို့လူလူအင်အားနဲ့ထိန်းသိမ်းနိုင်ဖို့သူတို့ရဲ့ပုံမှုဖျက်ဆီးမှုရင်ကကာကွယ်နိုင်ဖို့နည်းလမ်းတွေကိုစံစားထားကြပါတိချာတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ဒီပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အိမ်မက်ထဲမှာပဲမက်ဝင်နုံနုံ ညှို့လင့်ခဲ့ရတဲ့ငင်းချမ်းသောမနေ့ဖြန်တွေဟာကြီးကပ်လာပြီဖြစ်ပါတယ်။ပြည်သူပြည်သားအားလုံးမမေ့မလျော့မပေါ်မစားသောတတိနဲ့နိုင်ငံတော်တည်တည်ဆောက်ဖို့ခွန်အားတွေအတူတူမွေးကြပါစို့။ကဲဘိုးကြီးဒါကတော့ဘိုးကြီးဒီမျိုးစီပြောသားတဲ့သတင်းကောင်းဖြစ်ပါတယ်နော်။အဲ့တော့ကြားတဲ့အတိုင်းပဲဂျပန်မင်းအောင်လည်းဒီဆောင်းမှာသူ့ရဲ့နောက်ဆုံးဆောင်းသွားလဲဆောင်းလဲဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ဘလိုပဲပြောခုချိန်မှာဆိုရင်ဂျပန်အသေးစားပေါ်လာတာတကယ်ပဲတော်လိုင်းဘက်အတွက်ကတော့အဲကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့1027မှာတော့တော်လိုင်းဖွဲ့တွေကနိုင်အားသာချက်တွေရခဲ့ရခဲ့တယ်ပေါ့နော်။ဒါပေမဲ့မင်းအောင်လည်းကဒီ လူငယ်တွေကို porter service မှုတာဥပဒေနဲ့လောက်တဲ့အခါမှာကျွန်တော်တော်လိုင်းဘက်ကတိုက်ခတ်ရတာတော်တော်ခက်ခဲတဲ့အနေအထားတွေရောက်သွားတယ်ပေါ့နော်။ဒါပေမဲ့လည်းအခုပြန်လည်ပြီးတော့ဒီကြားမြကိစ္စပေါ်လာတဲ့အခါမှာနောက်ထပ်စစ်မြင့်တဲ့ပြည်အစ်စ်တစ်ခုလိုမင်းအောင်လိုင်းကပြန်ပြီးတော့တိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်။ကျွန်တော်တို့ဒီအပေါ်မှာကျွန်တော်တော်လိုင်းတစ်ခုထဲအသုံးချပြီးတော့ဘယ်လိုမျိုးမင်းအောင်လိုင်းရွေးကောက်ပွဲကိုဖျက်ဆီးပြီးတော့သူ့ကိုအနိုင်တိုက်မလဲဆိုတာကိုစစ်နီးဗျူဟာတွေချမှတ်ဖို့လိုနေပါပြီနော်။အဲ့တော့တည်ကြတဲ့ဒီဆောက်မှာတော့ကျွန်တော်တို့ပြည်သူလူထုအတွက်သတင်းကောင်းတွေယူဆောင်လာမယ်လို့ကျွန်တော်တို့ထစ်ချယုံကြည်ပါတယ်နော်။ ဟုတ်ကဲ့ကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းပုဒ်ကတော့အခုဆိုရင်အားလုံးသိတဲ့အတိုင်းပဲ social media ဆရာရှီချီချန်းကိုထိုင်းကတရုတ်ကိုလွှဲပြောင်းလိုက်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးပဲပေါ့နော်ဒီဒီနေဆက်ရေးရမှာဒီလိုပြဿနာတွေရှုပ်ထွေးလာတဲ့အချိန်ကြမှာထိုင်းကဒီဥစားကိုတမင်ဖော်ထုတ်ပြီးလွှဲလိုက်တယ်ပေါ့နော်အခုဆိုရင်မင်းအောင်လိုင်ကဒီကြောင်ပြန်ကိစ္စတွေကိုထိုင်းကိုပုတ်ဘလို့မလဲလွှဲချနေတယ်ပေါ့နော်အဲ့ဒီအချိန်ကျမှဒီသတင်းတွေတက်လာတယ်အဲ့ဒီတော့အခုလိုမျိုးပဲပေါ့နော်ဒီ US ကအခုလိုမျိုးဝင်လာပြီဖြစ်တဲ့အတွက်ပေါ့နော်စီစဉ်ချမ်းပြီးရင်ဘယ်သူ့ကိုထပ်ပြီးတော့တရုတ်ကထိုးချမလဲဆိုတော့ကိုသုံးသပ်ပေးထားတဲ့ဟာလေးနားတော့ကြည့်အောင်နော် နိုင်ငံတနိုင်ငံတော့မဟုတ်ဘူးလူမျိုးတစ်မျိုးတော့မဟုတ်ဘူးကဘာသူကဘာသာလူသားအလုံးပေါ်မှာကြောက်ရောက်လာတဲ့အနေနဲ့ဒါကြောင့်နိုင်ငံတကာရဲ့လုံခြုံရေးနိုင်ငံတကာရဲ့တည်ငြိမ်ရေးဒါကိုချိန်ချောက်နေပြီဒါကိုစိန်ခေါ်နေပြီဒါကြောင့် US ကအခုလိုမျိုးအင်းနဲ့အားနဲ့ဒုနယ်တယ်နဲ့သူကဆောင်ရွက်လာတာဖြစ်တယ်အဲ့ဒါညင်းမရတဲ့ကိစ္စပြအထူးတက်ခွဲ့တော့ဆိုတော့အဲ့ဒီမှာဗာလေးတစ်ခုကျွန်တော်လေ့လာလိုက်ရလဲဆိုတော့ ဒီ special first အနေနဲ့ကအစိုးရမှာရှိတဲ့ရရှိနိုင်တဲ့ကိရိယာအလုံးကိုအသုံးပြုခဲ့ပေးထားတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒီမှာလည်းတုံလုံးချောက်ချားပြီးတော့ဇော်မဲလုံးပေါ့ဗျာဇော်မဲလုံးကဘာထွက်ပြောလဲဆိုတော့အရှိမာတော့တော့သူ့ဆရာပြောနေတာကတော့အကေကေပတ်ကိုဘယ်လိုရှင်းလိုက်မယ်လို့ဘယ်လိုလုံးလိုက်မယ်လို့ဒီလိုလိုက်လို့လုံးလိုက်မယ်ဆိုတာကတကယ်တကယ်ကြတော့အာဒါသူ့အနေနဲ့သွေးပြက်နေတာဗျာသူ့သူတိုင်းအနေနဲ့လျှောက်ပြောနေတာ เนาะဖန်အောင်ရောက်လာတယ်မော်လမြိုင်ကိုရောက်လာတယ်တောင်ကျောင်းရောက်ပြောပေါ့ဗျာအဲ့ဒါအခုကတော့အဲဒီဇော်မဲလုံးပြောတဲ့ပုံစံမျိုးဆိုရင် तू ကဘာပြောလာလဲဆိုတော့เนาะအဲကြောက်ပြတဲ့ကိစ္စနဲ့ပတ်သက်လို့เนาะနှိမ်နှင်းရေးတွေလုပ်နေပါတယ်ပေါ့ဗျာเนาะအဲ့ဒါအခုဆိုရင်ရွှေကုတ်ကိုပေါ့เนาะတကယ်တကယ်ကြတော့ရွှေကုတ်ကိုမှာကြားပြအကောင်းဆောင်ပြီးဖမ်းရတဲ့အဲထဲမှာဟို300ကျော်ဖမ်းရတယ်လို့ပြောတယ်เนาะထိုင်းဒုတက်ဘွဲ့ကနေပြီးတော့ တဲ့တကယ်အကြပြန့်ခေါင်းဆောင်တွေပါသလားဘူးဗျာနှိမ်နေတဲ့ထဲမှာဖြုတ်ခွင်းတဲ့ထဲမှာ BGF နဲ့ဖက်စစ်စစ်တပ်နဲ့ပူးပေါင်းပြီးနှိမ်နေတဲ့ထဲမှာအဲ့ဒီခေါင်းဆောင်တွေပါသလားအဲ့ဒီခေါင်းဆောင်တွေကိုသူတို့အကာအကွယ်ပေးတတ်တာညင်းလို့မရတဲ့ကိစ္စဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီသားထဲမှာကျွန်တော်တို့ချီချင်းချမ်းကိုဖမ်းလိုက်ကြတယ်အဲ့ဒါကအခု KK ပတ်တို့ရွှေကုတ်ကိုတို့ရထိုက်ကုမ္ပဏီတို့အဲ့ဒီကြားဖြတ်ရဲ့ အင်ပါယာကြားဖြတ်အင်ပါယာရဲ့ဂန်းချုပ်ခိုင်းကောင်းဆောင်ကြီးချင်းချမ်းသာဆိုတော့အရှိမလေကြားဖြတ်ကောင်းဆောင်တွေကိုတရုတ်ကပြက်ပြက်သားသားထေလာပေးတာအခုလည်းချီချင်းချမ်းကိုထိုင်းကနေပြီးတော့အုတ်တရုတ်ကိုလွှဲလိုက်ပြီဆိုတော့သူရှိရနေပြီးတော့အချက်လက်တွေအများကြီးရတော့အဲ့ဒီမှာလည်းထိုင်းနဲ့ပတ်သက်တဲ့တောင်ရှိပုဂ္ဂိုလ်တွေရဲ့အချက်လက်တွေနောက်တစ်ခုကနိုင်ငံကစစ်ရာဇဝတ်ကောင်မအားလာနဲ့သူ့ဖက်စစ်စစ်အုပ်စုကနေပြီးတော့ အဲ့ဒါကြားပြကိစ္စတွေမှာအဲ့ဒါဘယ်လိုအကျွမ်းမြတ်တွေရယူနေတဲ့ကိစ္စတွေဒါသူ့အောက်မှာရှိနေတဲ့ BDF DKBA เนาะအဲ့ဒါတွေကလေဗျာတကယ်တကယ်ကြတော့ဘာပြောနေလဲဆိုတော့ကျွန်တော်တို့ကမြေပဲငါးစားတာကွန်ပျူတာရှေ့မှာတော့တွေ့တာပဲသူတို့လုပ်နေတာကျွန်တော်တို့ဘာမှမသိဘူးအဲ့ဒါဆိုရင် US ကနေပြီးတော့ DKBA တာဝန်ရှိ၄ယောက်ကိုဆန်ရှင်လုပ်မလား BDF ကစောချစ်သူကိုဆန်ရှင်လုပ်မလား ဆော့ဆောင်းအောင်ဆိုဆော့စပီဒ်ကိုစိုက်ရှင်လုပ်မလားဟိုကလည်းမျက်စိကြီးနားကြီးလေအဲသူတို့ကသူတို့ရဲ့ intelligence ကထောင်လိုက်ရတကဘာလုံးကိုတော့ရှုံထားတာညည်းပြရတဲ့ကိစ္စအဲ့ဒီမှာတော်တော်အဲဇော်မဲလုံးကဘာပြောလာလဲဆိုတော့ तू အခုအထိုးချနေပြီနော်အဲဖက်စစ်စစ်အုပ်စုကထိုးချနေတာက BDF ကိုလည်းထိုးချနေပြီ DKP ကိုလည်းထိုးချပြီထိုးချနေထိုင်းကိုလည်း तू ကဘာပြောလာလဲဆိုတော့တကယ်တကယ်ကြတော့တဲ့ကြားဖြတ်နေပေါ့ဗျာနော် ာကြားဖြတ်နေပေါ့အဲ့ဒီကြားဖြတ်နေတဲ့ပတ်သက်ပြီးဦးက69တသမာ900ခိုင်တော့ထိုင်ရလာတာထိုင်အောင်လည်းလွှဲချတာဟုတ်တယ်အဲ့လိုဆစ်ဆွဲပြီနော်အဲ့လိုဆစ်ဆွဲပြီနောက်တစ်ခါ तू ကဘာထပ်ပြောလဲဆိုတော့ तू ကအဲဒီ US ကိုပေါ့နော် तू တယောက်ကိုတော့မပြောရဘူးနော်တယောက်ကိုတော့မပြောရဘူးအ तू က US ကိုဘာပြောလာလဲဆိုတော့အ तू ပြောတဲ့ပုံစံက FBI agent တွေရောက်နေတယ်လို့ပြောတယ်တဲ့အဲ့ကနော်ကြားဖြတ်လုံကနော်ကြားဖြတ်တင်လေးထဲတဲ့သူတို့မှာကတဲ့ နော်အဲ့ဒါနည်းနည်းနဲ့ရှုပ်ဝက်တဲ့ရေချက်တွေပါတယ်ဆိုပြီးတော့သူအဲ့လိုပြောလာတာဆိုတော့ရှင်းတယ်ဗျာရှင်းကြည့်ချမ်းပြီးရင်ဘသူဖြစ်မလဲကဲဒါစိတ်ဝင်စားစရာကောင်းတယ်မိကထွက်မယ်ကိစ္စပေါ့နော်ရှင်းချင်းရှင်းချင်းချမ်းပြီးရင်ဘသူဖြစ်မလဲပေါ့ကွအဲ့ဒါတော့အလွန်တရာမှစိတ်ဝင်စားကောင်းတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာလည်းအဲ့ဒါ US ကအဲ့ဒါသူ့မှာအထူးတက်ဖွဲ့ပေါ့နော်ချပြနေနေရေးအတွက်အထူးတက်ဖွဲ့ဖွဲ့ထားတယ်လို့ เนาะဖိုင်းတဲ့ကိုရောက်နေတယ်လို့တရုတ်ကလည်းအားကြမခံရ။နော်သူရဲ့ပြည်သူလုံခြုံရေးဝန်ကြီးဌာနကသူကဥဆောင်ခိုင်းထားပြီးတော့ဒီသားထဲမှာ6နိုင်ငံအစီအွေအရေးပေါ်ခေါ်ပြီးတော့နယ်စပ်ဖြတ်ကျော်စိုက်ဘာရာဇဝတ်တိုက်ဖျက်ရေးဆိုပြီးတော့အာသူကလည်းလုံလာတာတွေ့ရတယ်။ဆိုတော့အခုကတော့စူပါပါဝါတွေဖြစ်တဲ့ US ကတရုတ်ကပါလာပြီဗျ။နော်။တရုတ်ကတကယ်ပဲစစ်ပရင်းကဖက်စစ်ရာဇဝတ်ကောင်ပေါ့ဗျာ။ နိုင်ငံတကာစိတ်ရောက်စ်ကောင်မင်းအောင်နိုင်ကိုအကာအွယ်ပေးပါလားဒါမှမဟုတ်ပြက်ပြက်သားသားအရေးယူပါလားဒါတွေတော့ကျွန်တော်တို့လားပေါင်းပြောက်များစွာပေါ့နော်ဤတော့ပဲစူစေကမူ US ကပဲအထူးတပ်ဖွဲ့ကြီးနဲ့ကြားပြတ်ကိစ္စတွေကိုဘယ်လိုပဲရှင်းရှင်းပေါ့ဗျာကျွန်တော်တို့ကတော့ရှင်းတယ်ဗျာနော်ကျွန်တော်တို့ကငါတို့မှငါတို့ပဲရှိတယ်ပြည်သူမှပြည်သူပဲရှိတယ်တော်လိုင်းရဲ့ငွေရည်ချက်ကကိုကစစ်နိုင်တိုင်ကြီးဖြစ်တယ် စစ်နိုင်တိုက်ရေးတွေမူပေါ်မှာအခြေပြုတယ်ငါတို့အချင်းချင်းကြားမှာတွန်လိုင်းအားစုတွေချင်းချင်းကြားမှာညီညွတ်ရေးတိဆောက်ဖို့လိုတယ်အဲ့ဒီညီညွတ်ရေးကစားဖားတွေရဲ့ညီညွတ်ရေးမဖြစ်ဖို့လိုတယ်စစ်နိုင်တိုက်ရေးတွေမရှိမဖြစ်လိုအပ်နေတဲ့ဒီဟာမြောက်မဟာမိတ်တပေါင်းစုကမရှိမဖြစ်လိုအပ်တယ်ကဲဒါတော့ဗောနော်ဒီ ချန်ပီယံကိစ္စနဲ့ပတ်သက်ပြီးသုံးသပ်ပေးတာဖြစ်ပါရဲ့နော်ဘလောက်ပဲ US ကဝင်လာလားဝင်လာတယ်ဆိုရင်တော့ဘာပြောအချိန်ကြီးကောင်းနေတော့ရှိလာမှသိကြတယ်ပေါ့နော်ဒါပေမဲ့ဒီပုံမှာပဲမိမ့်မနေပဲနဲ့ကိုယ့်ရဲ့စစ်နိုင်တိုက်ကိုဦးစားပေးဖို့သူကသုံးသပ်ပေးထားတာဖြစ်ပါရဲ့နော်ကဲအဲ့ဒီတော့အေး KK ဘက်တို့ကြဒီရွှေဥကုန်နဲ့ပတ်သက်ပြီးတော့ဒီချန်ပီယံကိစ္စတွေကိုဒီအချက်ဖက်မင်းအွန်လိုင်းဘက်မှာပေါ့နော်ဘယ်လိုမျိုးထိုင်းကိုလွှဲရနိုင်လဲဆိုတော့ကိုကျွန်မပြောထားတဲ့ဗီဒီယိုလေးနားထောင်ကြည့်အောင်နော်အတိအကျရှိနေပြီသားဒီတိုင်းရှိပြီသားဘာလို့ဆိုဒီပစ္စည်းတွေကိုတော့မြန်မာဒီဘက်ကနေမြောက်ရီရဲ့မြောက်ရီနဲ့မဲဆိုမဲဆောက်ဘက်ကဝင်လာကြတာ ြည်မနေရန်ကုန်ကနေပြီးတော့ပစ္စည်းအဲ့ကိုသွားတာမဟုတ်ဘူးဒါကခဏလို့ခလေးတွေ့အောင်တူတွေ့နိုင်ပါတယ်ဆိုတော့အဲ့လိုနေရာမျိုးပါရှိတယ်ဆိုတော့ဒါလည်းသူတစ်ချက်အထောက်ပြသွားတယ်ပြီးတော့နောက်တစ်ခါဘာထပ်ပြောလဲဆိုတော့ဒီဒီဒီအဆောက်အဦတွေဖြိုးချတာပေါ့အခုနေရာ၃ခုလုံးကို sorry ဖြိုးမချခင်နေရာ၃ခုလုံးရေလျှက်စင်ပြီး internet ပေးတာလဲထိုင်းနေပဲဆက်ဆက်ပြီးရတာဥပမာ starling လို့ဆိုရင် time back ကနေဝယ် starling ဆက် time back ကဝယ်တယ်ဘသူ starling ဘသူပိုင်လဲ elon musk ပိုင်နေ elon musk ကဘသူကလဲ american ဘက်က elon musk ပိုင်နေ starling နေလာတယ်တခါ음 starling မဟုတ်တဲ့ဆိုရင်တိုင်းဘက်က internet line ကိုတုံးတယ်။ thai sync card ကိုတုံးတယ်။တရုတ်ဘက်ကလာတဲ့ computer ကိုပါပါအောင်ဆိုတဲ့ပုံစံပေါ့နော်။တုံးတယ်။ခင်ဗျားတို့ဗျာပြန်တွေးကြည့်ပါဦးမြန်မာကဘာပတ်သက်လဲလို့မေးရင်အဲ့ဒါပြောချင်တာ။အဲ့တော့ထားပါတော့ဘလို့ပြစ် starling ဆက်ကိုတုံးတယ် thai ရ internet ကိုတုံးတယ်ရေ thai ရေတုံးတယ်မီး thai ရမီးကိုတုံးတယ်။ပစ္စည်းတွေဝယ်တယ် thai ရပစ္စည်းပဲဝယ်တယ်။ခင်ဗျား thai ရနေဆောက်လို့တုံးပစ္စည်းစား thai ရနေကိုဝယ်တာ။အကောင်လုံး thai နဲ့ပဲဆက်ဆက်နေတာတော်တော်များ။တရုတ်နဲ့လည်းဆက်ဆက်တယ် thai နဲ့ဆက်ဆက်တယ် american နဲ့ဆက်ဆက်နေတယ်။ ်အခုချိန်မှာမင်းပြောတာဘယ်သူမှယုံမှာမဟုတ်ယုံတဲ့သူကလည်းတကယ်အုံတော်မရှိတဲ့ကောင်ပဲဖြစ်လိမ့်မယ်မြမားကဘာဖြစ်သွားလဲဆိုတော့လူတကာယူတဲ့အင်တာကွက်ကြီးဖြစ်သွားတယ်အနန်နဲ့ဒီအင်တာကွက်အင်တာကွက်ကြီးကနန်တယ်ပါသွားတဲ့ဟိုကြီးပါချတဲ့ဖင်ဟိုတော့အပြစ်မတင်ဘူးနန်သွားတဲ့အင်တာကွက်ကိုအပြစ်တင်ကြဖို့ကြိုးစားတာမြမားအပြစ်တင်ခံရတာကျွန်တော်ကဒီလိုပဲထပ်ပြီးသုံးနေတယ်ဥပမာနော်ဆိုတော့ထားပါတော့ဒီအဲ့လိုဖြစ်ပြီးတော့နောက်တော့ဘာဖြစ်လဲဆိုတော့ဒီသုံးခုခု KK ဘက်ကိုဝင်ပြီးတော့ဖြိုးတယ်ရွှေခုကိုသူဝင်ဖြိုးတယ်ပေါ့ဗျာသူ့ရဲ့အောင်ကျွန်တော်အခုဘာသာပြန်ပြနေတာပေါ့လူတွေနားနေတဲ့စကားလုံးနဲ့လူရင်းပြောနေတာပေါ့နော်ဆိုတော့ ကေကေဘတ်တော်တို့ဝင်ဖြိုးတဲ့အချိန်မှာထိုင်းဘက်ကပြောတာကြီးစကလုံးလေးထွက်တာဟုတ်တာရှိတယ်ဗာလဲအာသူတို့ဘက်ကအမှုံမွားကြီးကြတယ်ဆင်တယ်ဘောက်ခွဲဖြိုးစစ်ပစ္စည်းတွေဆင်တယ်လို့ဘာလို့ပြောပြောတော့အဲ့တော့ဘုရားဆောင်တို့ကဗီဒီယိုပိုင်းဖွင့်ပြတယ်သူတို့အစာအုပ်တွေဖြိုးချတဲ့ခါမှာနီးစနစ်စနစ်ကျသုံးထားတဲ့အတွက်အစာအုပ်ကဒီလိုဒဲ့ပဲပြိုးကြတာဖြစ်ပြီးတော့အဲ့အစာအုပ်ဖြိုးချတဲ့အချိန်မှာဘေးနားကတစ်ပင်နေတောင်ရိတ်ခါသွားခြင်းမရှိဘူးဘေးနားက GI နဲ့နောက်ကချောင်းနဲ့တော့ခဲလုံးကလုံးဆင်ကြသွားခြင်းမရှိဘူးဗီဒီယိုပိုင်းထောက်ထားပြတယ်အဲ့ဒါကိုဘာသာကိုပြောရလဲပေါ့ဗျာပြောချင်တာဒါထောက်ဖြဲတာပေါ့ဓမ္မကြီးငါတို့ဖြိုးတာ ငါတို့ပုံရသားပဲတို့ကြပါလားကိုယ့်ဘက်ကိုခဲတလုံးတော့မစင်တော့ဘူးမိပါရီလာပြောနေဆိုပြီးထိုင်းကိုပြန်ပြီးတော့ထောက်ပြလိုက်တယ်တွားတွေ့ရတယ်ပေါ့နော်ဆိုတော့ပြောရရင်တော့အဲ့အစာအုပ်တွေကိုတော့ဆက်ပြီးချုံနေဦးမယ်ဆက်ဖြုံနေမယ်ဒီအစာအုပ်တွေအကုန်လုံးကသူတို့အစိုးရနဲ့ပြင်းပါနဲ့အစိုးလက်ရှိသူကတော့ဒီအစာအုပ်တွေပတ်သက်လို့ဘာမှသိပြီးတော့သူတို့မဟုတ်ဖြစ်မနေဘူးဖြိုးချမှာအကုန်ဖြိုးမှာဖြိုးပဲဖမ်းရရှိလို့ဆက်ဖမ်းမယ်ပေါ့ဗျာတော့ပြောရပေါ့ကဲကြားရတယ်ပေါ့နော်ဒီခုချိန်မှာဆိုရင်တော့ဂျပန်မင်းအောင်လိုက်ကဒီကိစ္စတွေကိုထိုင်းကို ပုံလိုပဲပုတ်တယ်ပေါ့နော်ဒါပေမဲ့လည်းထိုင်းကတကွက်ဥသွားတယ်ပေါ့နော်သူတို့ရဲ့ဆရာကြီးရှီတင်ချင်းကိုဖမ်းပြီးသားမှဖမ်းပြီးတော့ပေါ့နော်အခုချိန်မှာဆိုတရက်ကိုပြန်ပြီးလွှဲအပ်လိုက်တဲ့အခါမှာဒီဥစားရဲ့ဒီတရက်ခံအစ်စ်တရဘယ်သူဖြစ်မလဲဆိုတော့ခုနောက်ပိုင်းမှာအားလုံးလည်းမြင်မှာပေါ့နော်ဆိုရှယ်မီဒီယာတက်လာတဲ့ပုံလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့တတကူဆရာတော်ရဲ့ဒီမဲအောင်လိုင်းရဲ့အဲ့ဒီရှီတင်ချင်းရဲ့ပေါ့နော်သူတို့ပုံလေးတက်လာတွေ့ရပါနော်အဲ့တော့ဒါကအလကားမဟုတ်ဘဲနဲ့မကြခင်မဲအောင်လိုင်းအတွက်ဒါကကြမ္မာနမိတ်ဆိုးသတင်းဆိုးတွေဖြစ်လာမဲ့ပုံလေးဖြစ်ပါတယ်နော် ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့88ကောင်းလူငယ်ကောင်းဆောင်ဆိုတဲ့နာမည်ပေါ့နော်အဲ့နာမည်ကိုအသုံးချပြီးမှခုဆိုရင်မင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲမှာပေါဝင်ကူညီတဲ့ဥက္ကူကြီးရဲ့မှတ်ရိုင်းတဲ့စကားတွေကိုတုံ့တက်ပေးတာလေးကိုစီးရပြီလို့တခြားကောင်ကြောက်နော်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့နိုင်ငံရေးနဲ့ပတ်သက်လာရင်ငါအဖွဲ့ငါလေးစားရတဲ့လူအငါကောင်းဆောင်စသဖြင့်အဲ့ဒါလို့ပုံကိုဇွဲတဲ့ဆိုင်လုံရက်တွေကိုကြည့်ပြီးတော့ဆုံးဖြတ်တာအောင်ဆုံးမှာပုဂ္ဂိုလ်ကြီးဒါ88မျိုးဆက်လို့ပြောလိုက်လို့ရှိရင်ဒီတော်လိုင်းရေးမဖြစ်ခင်အထိ2021အာဏာမသိမ်းခင်အထိ အဲ့ဒီအဲ့ဒီ88မျိုးဆက်လို့ပြောလိုက်တာနဲ့လူတွေဟာအော်တိုကြီးညိုပြီးသားဖြစ်သွားတယ်နော်အဲ့ဒီ88ဆိုတဲ့နာမည်အချိန်နဲ့တွားလာခဲ့တယ်အဲ့တော့ကိုကိုကြီးကိုကိုကြီးက NLD ပါတီကိုဝင်ရောတယ်နေရာတနေရာတောင်းတယ်မရတဲ့အဆုံးမှာသူ့အတူပေါ်ပြီးပါတီထောင်တယ်တပြင်းပြင်းနဲ့အကန့်တွေလောက်လာတယ်နော်အခုဒီမှာကြီးကိုကိုကြီးပြောတဲ့စကားကြီးစဉ်းစားကြည့်ကြည့်နားလောက်ကြည့်ဟိုကျွန်တော်နိုင်ငံမှာဒီလိုမျိုးဒီဘယ်လိုပြောမလဲဘလူးပေါင်းစောင်းထားတဲ့မင်းသားနိုင်ငံကြီးတမဘလောက်တော့ရှိလဲဆိုတာအဲ့ဒါလက်တွေ့

်ဖွင့်ဆိုရင်ပြတာလေငယ်ငယ်လေးကြီးလေးဖွင့်ပြီးမှမချုံးမနေတဲ့အခုလေးကိုမဲမင်းရောဖွင့်တော့တားဆီးနေတယ်ဆိုရင်ဘယ်တော့မှဘလို့အမှန်ကြီးနေတာလဲဆိုတော့လေအဲ့တော့ဘယ်မှာလဲဘာဖြစ်လဲအဲ့စကောလို့ချင်တာဘာဖြစ်လဲစဉ်းကျင်နေတော့ကြည့်လို့လေဘာဖြစ်နေတာလဲမေးတာကပြည်သူကိုမေးရမှာမဟုတ်ဘူးမင်းအောင်နိုင်ကိုမေးရမှာဟမ်2021ဖေဖော်ဝါရီလတရက်နေ့မှာအာနာတိန်နဲ့မက်လာ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းယူနေနိုင်ငံကြီးတမဆိုဟမ်အဲ့ဒီဒူတွေအတွက်ဘာဘဒူတောင်းယူမှလဲ အဲ့ဒီလူတွေအဲ့တိုင်းအသေးခံလိုက်ပြီးတော့ဒီရွေးကောက်ပွဲကိုကျင်းမမင်းအောင်နိုင်ကနိုင်မင်းအောင်နိုင်ကြိုက်တဲ့လူကအစိုးရဖွဲ့ဒီတိုင်းပြည်ကိုဆက်အောင်ချုပ်တင်ခဲ့တဲ့ကောင်တွေဖမ်းခံပြီးတဲ့ကောင်တွေမတရားတက်ခံပြီးတဲ့လူတွေအကောင်လုံးကအော်တိုပြောက်အဲ့လိုဘဝမျိုးလားဒီလူပစက်ကဒီစကားမျိုးတွေပြောထွက်တာအံ့ဩတယ်ဗျာတကယ်ပဲဒါနိုင်ငံရေးသမားရတာဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလေဟိုငါတို့ကနိုင်ငံရေးကိုဘယ်ကာလအလုပ်လာတာရှင်းရှင်းပြောရင်ကျွန်တော်တို့နိုင်ငံတနိုင်ငံအတွက်အတုံးပြတဲ့နိုင်ငံရေးသမားဆိုတာလှုပ်တဲ့လှုပ်တဲ့နဲ့ပိုင်းဖြတ်တာမဟုတ်ဘူးလှုပ်ရက်နဲ့ပိုင်းဖြတ်တာ ခင်ဗျားခင်ဗျားဒီဘောမင်းလေးမထောက်ထည့်ရမယ်လို့လားလို့လားစောက်တော့မကြတဲ့ကောင်ကတတလုံးလုံးနဲ့စောက်တော့မကြဘူးပဲအဲ့တော့တတလုံးလုံးလာတယ်ဆိုပြီးဆရာကြီးပါဆိုပြီးထိုင်နေတော့အယူကန်ဒီပြီးပို့ဝေးရမှာလားလောက်ရက်ကတည်းကအဓိကတီတူအတွက်ဘာအမှန်ကန်ချက်ပေးနိုင်မလဲတီတူပို့ဘာလို့ပေးနိုင်လဲအဲ့ဒါနိုင်ငံရေးကမာတိုင်းရဲ့အဓိက point ပဲဒီနိုင်ငံရေးကမာတယောက်ကတီတူတွေအတွက်ဘာလို့ပေးနိုင်လဲတီတူတွေအတွက်ဘာလို့ပေးခဲ့လဲလက်ရှိဘာလို့ပေးနိုင်မယ်လို့အမှတ်ခံထားလဲရှင်းပါလဲဘာလို့ပေးခဲ့လဲဘာလို့ပေးနိုင်မယ်လို့အမှတ်ခံထားလဲအဲ့ဒါအဓိကအခုတူဘာအမှတ်ခံနိုင်လဲဟမ်ဒီရွေးတော့ဘွဲကိုမဲပေးဖို့ပဲအတန်းတော့တဲ့မဲပေးပြီမင်းနေတဲ့တက်ဖို့ကိုနိုင်မလား နော်ပြည်သူပါတီဆိုတဲ့ဒီကိုကိုကြီးတို့ပါတီကြမ်းဖုတ်ကိုနိုင်မလားစပီယာစနစ်နဲ့လွတ်တော်ထဲရောက်သွားပြီနော်အစိုးရခုတင်သွင်းပြီကြမ်းဖုတ်ကပယ်ထားလိုက်ပြီခင်ဗျားတို့လုပ်လို့ရမလားဟမ်ဘာမှမလုပ်လို့မရတာဟာယူတကယ်တော့ဒီလူတွေကဘာလဲဆိုတော့အရှုံးကိုလက်မခံတာငါတို့တကယ်လုံးလုံးလာတဲ့နိုင်ငံကြီးတွေမှာငါတို့ကိုပြည်သူကထောက်ခံရမယ်ဆိုတဲ့ဒီစိတ်တစ်ခုကိုဘာလို့လဲလက်ကင်ထားတာမဟုတ်ဘူးနော်ပြည်သူဆိုတာကလောက်ရက်ကိုကြည့်မှာတကယ်လုံးလုံးလာတယ်ပေဟုတ်ဒီဘောမင်း၄၆ရက်အချိန်ထဲကနိုင်ငံကြီးလုံးလာတာဖြစ်လာပြီ တလုံးတော်လိုင်းမှာရှိတယ်ငါတော်လိုင်းမှာဘာလို့လောက်လာတာသွားပြောလို့မရဘူးမလောက်လာတာအဲ့ဒါမင်းမင်းဘူးမှခိုင်းတာမဟုတ်ဘူးဟုတ်လားကိုတိစက်တယ်ကိုလိုဟာငါတစ်တလုံးပေါ်တိုင်းစားရငါလုပ်တာငါ့ကိုယူနေရမယ်လေးစားမယ်ငါ့ကိုနေရာပေးရမယ်တော့ပြောဆောက်ယူဖို့ဟုတ်တယ်မလားရှင်းရှင်းလေးပဲမင်းဘာလုပ်နေလဲဘာလုပ်ခဲ့လဲပဲပြည်သွဲကြည့်မှာအရင်မင်းဘာလုပ်ခဲ့တယ်အေးတော်တိုင်းစားရတော်တိုင်းမှာလုပ်ခဲ့အခုဘာလုပ်နေလဲအခုလည်းထက်ထက်ငွေတော်တိုင်းမှာလုပ်နေဆိုရင်မင်းတို့ပြည်သူကလေးစားမှာပဲနေရာခုမင်းမှာပဲဟုတ်တယ်နော် အဲ့တော့ငါတက်တက်လုံးလုံးလာတယ်ငါ့ကိုတတိယပေးဘေးရမရရင်ပတ်မကြီးလုံးနဲ့ဖုံးမယ်ဆိုရင်လို့ရတာနိုင်ငံရေးသမားမဟုတ်ဘူးအဲ့တော့မြန်မာပြည်မှာပြောလိုက်နိုင်ငံရေးနိုင်ငံရေးသမားဆိုပြီးတော့ရှင်းရှင်းပြောရင်ထင်ပေါ်ဖို့တော်ကြောက်ဖို့နေရာရဖို့အာဏာယူဖို့နောက်အချက်တွေပဲကင်ဆွဲပြီးတော့နိုင်ငံရေးသမားအော်လိုက်အောင်များတယ်ဒါပုံမလေးလေးပြောတာနော်နောက်မှထွက်လာကောင်မင်းတို့အခုမှတက်လာတာကောင်ပြီမဲကာထားရသေးတယ်စောက်ရှက်နေလည်းမရှိကြဘူးဟမ်ဘာကောင်လေးနဲ့ကွာငါတို့ကမြန်မာပြည်ဆောက်ရမယ်ဆိုတော့အဆုံးမဖြစ်လို့ပြောနေတာပါနိုင်ငံပြဖို့ပြန်ကြည့်ကြပါလေဘယ်လိုနိုင်ငံပြဖို့ပြန်ကြည့်ရအောင်ဘယ်လိုလဲနိုင်ငံပြကြည့်ကြ ခင်ဗျားတို့ရဲ့နိုင်ငံရေး platform မှာတိစောက်ကြတာဘယ်လောက်တည်းရဟမ်ဘာဖြစ်လို့မရစဲစုနှစ်ပေါင်းများစွာတိစောက်လာပြီးွားပြီလေဘာဖြစ်ခဲ့လဲကိုကိုကြီးဆိုတာဒီနေ့မှထွက်ပြီးနိုင်ငံရေး platform ကိုတိစောက်လာလားဟိုချစ်စစ်ရှင်တွေကတိစောက်လာလားဘာလို့ပေးနိုင်တဲ့ပြည်သူတွေတလားပြည်သူတွေကိုပြန်ဟန်းရှင်ပြည်သူအားလုံးကိုမတရားဖမ်းဆီးတယ်တပ်ဖြတ်တယ်မျိုးစုံလုပ်တယ်အာဏာတွေသိမ်းတယ်ဟမ်ဘာတခုခင်ဗျားတို့ platform မှာဘာတွေလုပ်ခဲ့လဲနှစ်ပေါင်းများစွာဆွဲလာတဲ့ platform ဘာဖြစ်လာခဲ့လဲအဲ့ဒါဒီကိုဝင်ဖို့နေရာရဖို့နော်အစီအမံပြန်ကြည့်ခဲ့တဲ့အချိန်မှာကိုယ့်ကိုပါတီထောင်းတယ်ကိုယ့်ကိုပါတီထောင်းတော့ကိုယ့်ကိုလူယုံကြည်မှုမရှိတော့လူကွင်းနေရမရဘူးအဲ့ဒီအတွက်မရတဲ့ဆက်မှာမဆိုင်နဲ့ဟမ် လူတွေကမဲတယ်မပေါင်းနဲ့ပေါင်းထိုက်တဲ့ရန်သူနဲ့ပေါင်းတယ်အိုးဒီလူတွေတကယ်ကြီးလို့နေပဲမင်းတို့မင်းတို့ချက်တယ်လားဟိုမှာ25ရာခိုင်နှုန်းစစ်တပ်နဲ့ချမ်းဖို့နဲ့ပေါင်းပြီးစောင့်နေတက်လာတဲ့ကောင်တက်လာတဲ့ကောင်ရိုက်ချနေတာလေအဲ့တော့ဒါကြီးကိုနိုင်ငံကြီးနီးလိုက်ရပတ်ဖောင်းပြီးပေးပါယုံကြည်ပေးပါပေါ်တော့ဘာမှလုပ်လို့မရတဲ့အရာကြီးကိုမင်းတို့လုပ်ခွင့်ပေးလိုက်ယူဒီတိုင်းဒီနှစ်တည်းကြာပြီးတော့သူများတဲ့နှိတ်ကြဆုံးပြက်လာလာပဲဖတ်နေတယ်လေဘာမှဖြစ်မလာဘူးလေအဲ့တော့ပတ်ဖောင်းပြီးလုပ်ခဲ့တာ88တည်းကနေ2021တိပတ်ဖောင်းပြီးဘယ်လောက်လုပ်ခဲ့ဘူးပါပြီလေဟမ်တတိတတိရုပ်ွားတဲ့ကောင်နဲ့လမ်းသွဲွားတဲ့ကောင်နဲ့ ။နော်ကြံလိုက်ခဲ့တဲ့ဒူကိုပြတ်တိုက်ခိုက်တဲ့ဒူနဲ့အဲ့တော့ဒါကြီးကလုံးဝအကြီးတန်း။ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့နိုင်ငံမှာနော်ကိုကိုကြီးမှမဟုတ်ဘူး။နိုင်ငံကြီးလှုပ်ချင်မှတဲ့ဘိုးတော်တွေဘွားတော်တွေတောင်းမှန်ပါတယ်ခဏလေးစောက်ပြီးပါ။ဒီကာလကနိုင်ငံကြီးကာလမဟုတ်ဘူးတော်နိုင်ကြီးကာလပါ။နော်တော်နိုင်ကြီးကာလမှာတော်နိုင်ကြီးကိုပြတ်အောင်ဝိုင်းလုံးနိုင်လုံးခင်ဗျားတို့တွေထိခိုက်မှာစိုးလို့မလုံနိုင်ဘူးဆိုလေခဏလေးစောက်ပြီးပါလုံနေတဲ့သူတွေဒုက္ခရောက်အောင်တတိကောက်ရောက်အောင် အရှိရတယ်တက်လန့်တက်လန့်အမီးထောင်ပြီးမပြေးပါနဲ့လို့ပဲဂျိုကန်ကြီးတောင်းပန်ခြင်းတယ်ဟုတ်ကဲ့ဒါကတော့ကိုစီရဲ့ဗီဒီယိုဖြစ်ပါတယ်နော်ဟုတ်ကဲ့တရင်လက်ရှိသွားပြီဖြစ်တဲ့အတွက်မနေ့ပိုင်းဗီဒီယိုတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပြီးမြန်မာဗီဒီယိုရောက်စရာထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းရဲ့စစ်ပေးငှလိမ့်ပေးမင်းရဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ